တရားမျှတမှုတန်ရှင်သောတရားစီရင်မှုနဲ့တော်လိုင်းရဲ့အန်တီမရီမန်းချက်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် တော်လန်ရဲ့ပထမဦးစားပေးပန်းနိုင်ငံ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးလို့ဆိုနေကြပါတယ်။အလောကြီးလို့နဲ့ရှိမှတ်ချက်ဖြစ်နေသလားပြန်သုံးသပ်ဖို့လိုအပ်နေပြီးညှို့တဲ့အင်အားစုဖြစ်စုစည်းနိုင်ခြင်းမရှိမှုရဲ့ပြဿနာဖြစ်နေရဲ့လို့လည်းတွေးဆဖို့လိုအပ်နေပါတယ်။ Federal Democracy ပြည်ထောင်စုတစ်ခုမှာတရားမျှတတဲ့တန်ရှင်းတဲ့တရားစီရင်မရှိမဖြစ်လိုအပ်ပါတယ်။ဒါမှသာ Democratic တာဝန်ခံကိုပုံဖော်နိုင်မှာဖြစ်ပါတယ်။မဲဆန္ဒရှင်ပြည်သူများအနေနဲ့အစိုးရများရွှေကောက်ခံကိုယ်စားလှယ်များကိုမိမိတို့ရဲ့အကျိုးကိုမသိပိုးနိုင်ကြောင်ထင်မြင်လာပါကပြန်လည်ဖြုတ်ချနိုင်စွမ်းကိုရရှိ ထားမှာဖြစ်ပါတယ်။ပြည်သူများကနိုင်ငံတော်အာဏာရေးအစစ်မှန်ပိုင်ရှင်ဖြစ်ကြောင်းစည်းမျဉ်းဥပဒေများဖြင့်တိကျခိုင်မာစွာပုံဖော်ထားရန်လိုသလိုအဆိုပါပုံဖော်ချက်တွေကိုလည်းတိကျစွာအောက်ထည့်ဖော်ရမှာဖြစ်ပါတယ်။အဲ့ဒီအတွက်တရားမျှတမှုနဲ့တန်ရှင်းတဲ့တရားစီရင်မှုကမရှိမဖြစ်လိုအပ်နေပါတယ်။တရားမျှတမှုဆိုတာကပြည်ရင်းစစ်တရှောက်ထိခိုက်နစ်နာခံရတဲ့သူတွေအတွက်ရှာဖွေပေးရမယ့်အရာဖြစ်ပြီးကျူးလွန်သူများကလည်းအပြည့်အတွက်ပြစ်ဒဏ်စီရင်ချတာကိုကြားခံရမှာဖြစ်ပါတယ်။သဘောနာကြည့်မှုကိုပြသလိုခြင်းတွေကထိုက်တဲ့နယ်ပြစ်ဒဏ်စီရင်ချကြားခံပြီးမှသာအပြစ်ကျူးလွန်သူများရ ရှိနိုင်တဲ့အရာဖြစ်စေရမှာဖြစ်ပါတယ်။အပြစ်သားတွေအတွက်လူသားချင်းစာနာမှုစိတ်ခံနဲ့ခွင့်လွှတ်ခြင်းပေးနိုင်ခွင့်ဟာအပြစ်သားတွေကြောင့်ထိခိုက်နေတဲ့သူတွေရဲ့စာနာနဲ့အညီအတာဖြစ်ရမှာဖြစ်ပါတယ်။ဒီတရားမျှတမှုကိုပတ်မလိုက်တဲ့သဘောတရားသူကြီးတွေကအများပြည်သူရှိမှမှစီရင်နဲ့ပွင့်လင်းမြင်သာပြီးတန်ရှင်နဲ့တရားစီရင်စနစ်ဖြစ်ကြောင်းသတိပြခြင်းဖြင့်အကောင့်တွေဖော်ပြရမှာဖြစ်ပါတယ်။လက်နက်ကင်တပ်ဖွဲ့ပေါင်းများစွာရှိတဲ့နိုင်ငံတော်တင်ရက်ကလက်နက်အားကိုအနိုင်ကျင့်မှုတွေမြည်တိခါမှာပြန်ဖြစ်ပလာစေဖို့တန်ဆွဲနဲ့နိုင်ငံတော်တင်ရက်အနေနဲ့တရားစီရင်ကချမှတ်လိုက်တဲ့အဖြစ်သားတွေအတွက်ပြစ် တံများကိုအကောင့်ထည့်ဖော်နိုင်ကြောင်းပြသနိုင်ဖို့လိုအပ်ပါသည်ပြည်သူပိုင်စိုးတဲ့နိုင်ငံတော်အာဏာကိုလက်နက်အားကိုသိမ်းပိုင်ခြင်းကနိုင်ငံတော်ကိုအဆုံးစွန်သောနည်းနဲ့ပုံကန်ခြင်းဖြစ်ကြောင်းတည်တည်ပြနိုင်ခြင်းကအာဏာကဖက်ဒရယ်ပြည်ထောင်စုအတွက်အာမခံချက်ဖြစ်ရမှာဖြစ်ပါသည်ဒီရာကပြည်내အစိုးရများအကြမ်းမှလည်းတပြင်းညီဖြစ်ရမှာဖြစ်ပါသည်ပြည်내အားလုံး confederation ဖြစ်နေစီကမူပြည်သူထံကိုအာဏာကိုမြည်သူကမှလက်နက်အားကိုနဲ့သိမ်းယူခွင့်မရှိစေရပါဘူးဗဟုအစိုးရကပြည်내ရီမှာဒီမိုကရက်တစ်တာဝန်ခံမှုပြတ်တုံးစီမဲ့အရာများဖြစ်မလာစေဖို့ထိန်းချောင်းနိုင်ခွင့်ရှိရန်လိုအပ်တယ်လို့ပြည်내အစိုးရ ကလည်းဗဟိုဆိုရရဲ့ဒီမိုကရက်တစ်တာဝန်ခံမှုတွေဖောက်ပြက်မှုတွေကိုတားဆီးနိုင်ခွင့်ရှိရမှာဖြစ်ပါတယ်။အဲ့ဒီအရာအတွက်လိုအပ်တဲ့တိကျပြီးပြည်စုံတဲ့ဥပဒေစည်းမျဉ်းတွေကိုရွှေကောက်ခံကိုယ်စားလှယ်တွေကပြဋ္ဌာန်းပေးရမှာဖြစ်ပါတယ်။ ။လိုအပ်တဲ့လုံလောက်စွာပြည့်စုံနေဆိုတဲ့အခြေအနေကမင်းဆန္ဒရှင်ပြည်သူတွေရဲ့သဘောဆန္ဒအတိုင်းဖြစ်ရမှာဖြစ်ပါတယ်။တကယ်လို့ရွေးကောက်ခံရသူတွေကပြည်သူတွေအတွက်လွတ်လပ်မှုတရားမျှတမှုလွတ်လပ်စွာစီးပွားရှာနိုင်ခွင့်အသက်ရှင်သန်ပိုင်ခွင့်ပညာသင်ကြားခွင့်တန်းတူညီမျှမှုစတဲ့ဒီမိုကရက်တစ်စံနှုန်းတွေကိုအာမခံချက်ပေးနိုင်တဲ့ဥပဒေများမပြတ်ထမ်းနိုင်မှာကမင်းဆန္ဒရှင်တွေကရွေးကောက်ခံကိုယ်စားလှယ်တွေကိုဖြုတ်ချနိုင်စွမ်းရှိရမှာဖြစ်ပါတယ်။ရွေးကောက်ခံကိုယ်စားလှယ်တွေကအစိုးရတရက်ကဒီမိုကရက်တစ်တာဝန်ခံများဖောက်ဖျက်လာပါကဖြုတ်ချနိုင်စွမ်းရှိနေရမှာဖြစ်ပါတယ်။အစိုးရတရက်က လည်းပြည်သူ့စံနာနဲ့ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုဖောက်ဖျက်ကျူးလွန်သူတွေကိုအရေးယူအပြစ်ပေးနိုင်စွမ်းရှိနေရမှာဖြစ်ပါတယ်။အပြန်အလှန်ဒီမိုကရက်တစ်တာဝန်ခံမှုများတိစောက်ခြင်းက Federal Democracy စနစ်အတွက်မရှိမဖြစ်အာမခံချက်ဖြစ်ပါတယ်။ပွင့်လင်းမြင့်သာပြီးတန်ရှင်တဲ့တရားစီရင်စနစ်တရားရှိခြင်းကသာဒီလိုအပြန်အလှန်ဒီမိုကရက်တစ်တာဝန်ခံမှုတွေခိုင်မာစေဖို့အတွက်အကောင့်ထဲပေါ်ပြီးနိုင်မှာဖြစ်ပါတယ်။စစ်ကောင်စီက2008ခြေကဥပဒေနဲ့ရွှေကောက်ပွဲပြုလုပ်ဖို့ကြိုးပမ်းနေပြီး Federal ပြည်ထောင်စုကိုအဆိုပါခြေဦးနဲ့ပေါ်ဆောင်ရမယ်လို့ဆိုနေခြင်းကဒီအခြေအနေကိုဖန်တီးနိုင်စွမ်းမရှိပါဘူး။ ဘူး။နောက်ကျောင်းပြန်အရေးမယူရခြင်းကတရားမျှတမှုကိုမြည်တိခါမှာရယူနိုင်မှာမဟုတ်လို့ဆိုလိုခြင်းသာဖြစ်ပါတယ်။ ဗဟုအစိုးရဖြစ်နိုင်ငံတော်အာဏာလက်ဝကြီးအုပ်ထားတဲ့သူတွေအမှန်တကယ်အာဏာပိုင်ဆိုးသူဖြစ်သူတွေပေါ်ကျူးလွန်ခဲ့တဲ့အဖြစ်တွေအတွက်အပြစ်ရှိကြောင်ပြသခွင့်အပြစ်ပေးနိုင်ခွင့်ဒါမှမဟုတ်ခွင့်လွှတ်ခြင်းပေးနိုင်ခွင့်မရှိခြင်းဖြစ်ပါတယ်။ဒီရာကဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပဖို့အတွက်ယုံကြည်မှုတည်ဆောက်မှုကိုအာမခံချက်ပေးနိုင်စွမ်းမရှိပါဘူး။အဆိုပါအာမခံချက်ကမရှိမဖြစ်လိုအပ်တော့လဲအနိုင်ဆုံးအာမခံချက်ဖြစ်တာရှိပါတယ်။ပြည်တွင်းစစ်တရှောက်စစ်တပ်ကသာမကလက်နက်ကင်ဖွဲ့စည်းများပြည်သူများပေါ်ကျူးလွန်ခဲ့တဲ့အရာတွေအတွက်ဒီကိစ္စတစ်ခုချင်းစီလိုက်ပြစ်တန်စီရင်နိုင်မှုဒါမှမဟုတ်အပြစ်ပေးနိုင်မှုတွေကို ဆောင်ရွက်ဖို့အတွက်လည်းဆက်လက်လိုအပ်နေမှာဖြစ်ပါတယ်။တော်လိုင်းသမားတွေက Federal Democracy ပြည်ထောင်စုတည်ထောင်မှာမဟုတ်ပဲခွဲထွက်မယ်ဆိုရင်တောင်ခွဲထွက်ရေးကဥပဒေနဲ့ညီဖြစ်ကြောင်းပွင့်လင်းမြင်သာပြီးတန်ရှင်းတဲ့တရားစီရင်ရေးအဆုံးဖြတ်တိုင်းသာဖြစ်ရမှာဖြစ်ပါတယ်။အထက်ကဆိုခဲ့တဲ့အတိုင်းတန်ရှင်းပွင့်လင်းတဲ့တရားစီရင်ရေးအတွက် Democratic တာဝန်ခံမှုမရှိမဖြစ်လိုအပ်သလို Democratic တာဝန်ခံမှုဖော်ဆောင်နိုင်စွမ်းတက်လဲ တန်ရှင်းပွင့်လင်းတဲ့တရားစီရင်လိုအပ်ပါတယ်ဒီမိုကရက်တစ်တာဝန်ခံမှုကမဲဆန္ဒရှင်ပြည်သူတွေရဲ့လက်မှတ်နိုင်ငံတော်အာဏာကိုပိုင်ဆိုးနိုင်မှသာရနိုင်မယ့်အရာဖြစ်ပါတယ်ပြည်သူများအနေနဲ့တော်လန်ကြီးရဲ့အန်တီမပန်းတိုင်ကဒီမိုကရက်တစ်တာဝန်ခံသူတွေနဲ့ပုံဖော်ထားတဲ့မိမိတို့အကျိုးကိုတည်ပို့မယ့်အစိုးရလွှတ်တော်များဥပဒေများပေါ်ပေါက်လာခြင်းဖြစ်တယ်ဆိုတာကိုသဘောပေါက်ထားဖို့လိုအပ်ပါတယ်ဥပဒေရဲ့ထက်မှာဘယ်သူမှရှိမနေခြင်းဖြင့်ဥပဒေဖြင့်တန်းတူညီမျှခြင်းကိုလက်တွေ့ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဖက်ဒရယ်ပြည်သူ့တိဆောင်ရေးကတော်လန်ကြီးရဲ့ဒုတိယဦးစားပေးစီမံချက်သာဖြစ်ပြီးတန်ရှင်းတဲ့တရားစီရင်တဲ့စနစ်က ၎င်းကအကောင့်ထဲပေါ်ပေးနိုင်တဲ့ဒီမိုကရက်တစ်တာဝန်ခံများပေါ်ပေါက်လာရေးကပထမဦးစားပေးရှိမှတ်ချက်ဖြစ်တာကိုသဘောပေါက်နားလည်ဖို့လည်းလိုအပ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တိပေါ်ဖို့စကန်းသိမ်းတိုက်ပွဲ120မမအပအဝင်လက်နက်ခရမ်းများစွာရတယ်လို့ကော်ပိုရာစစ်ကြောင်းထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။တိပေါ်ဖို့စစ်ကောင်စီစကန်းသိမ်းပိုင်မှု120မမအပအဝင်လက်နက်ကြီးတွေနဲ့အခြားလက်နက်ခရမ်းများပြသိမ်းဆည်းရရှိကြောင်းကော်ပိုရာစစ်ကြောင်းစစ်ကြောင်းနှစ်ကသတင်းထုတ်ပြန်ပါတယ်။ကရင်ပြည်နယ်များရီမြို့နယ်တောင်ဘက်တိုင်းမြန်မာနယ်စပ်ရှိတိပေါ်ဖို့စကန်းကို KNL PDF ရဲ့ဖြူဟာ30နှစ်တော်လိုင်းတပ်ဖွဲ့ ီနဲ့တူကော့ဘရာကော်လန်တူဘန်နွန်စစ်ကြောင်းကဇွန်လ3ရက်နေ့ညနေပိုင်းကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်စကန်သိမ်းပိုက်တိုက်ခိုက်နေစဉ်အတွင်းစစ်ကောင်စီဘက်မှလေကြောင်းပစ်ကူဖြင့် Jet Fighter 3စီးဝိုင်တွဲနန်စီဘောင်း5စီးလာရောက်ပုံချခဲ့တယ်လို့ဖော်ပြထားပါတယ်ဒါအပြင်ဝေါ်လီပြူဟာလည်းလက်နက်ကြီးပစ်ကူပေးခဲ့ကြောင်းလေကြောင်းလက်နက်ကြီးပစ်ကူပေးနေတဲ့ချာမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ကော့ဘရာစစ်ကြောင်းနှစ်ကထုတ်ပြန်ထားပါတယ်တိဘော်ဘူစကန်ကိုသိမ်းပိုက်စဉ်လက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့အတိပေးထိခိုက်တိုက်စုံမှုစစ်တုံးမှန်ရရှိမှုအခြေအနေတွေကိုတော့ဖော်ပြမထားပါဘူးဒါပေမဲ့ င်း KNU သတင်းအရင်းမြစ်တအုပ်ကတိပေါ်ပိုစကန်သိန်းတိုက်ပွဲစစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးတိဆောင်ပြီး82ဦးလက်နက်ချခဲ့တယ်လို့ပြောပါရယ်စကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်လေကြောင်းပစ်ကူပြီးတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပေါ်ပြန်လဲကျဲချမိပြီးတိဆောင်ထိခိုက်မှုတွေရှိခဲ့တယ်လို့အထက်ပါသတင်းအရင်းမြစ်တွေကပြောပါရယ် သူတို့အချင်းချင်းပြန်ချင်းပြီးတာတော့ရှိမှာပေါ့သူတို့လည်းဒီကိုလူလည်းထီမှာပေါ့အနေအချင်းတော့လို KNU သတင်းရင်းမြစ်ကပြောပါရင်ထိုင်းနယ်စပ်တိုက်ပွဲတွေကိုစောင့်ကြည့်နေတဲ့သတင်းတွေတင်ပေးနေတဲ့ထိုင်းနယ်စပ်သတင်းရင်းမြစ်ကလည်းစစ်တပ်က York 130 Wine တွဲလီရင်နေတေးပေါ်ဖို့စကမ်းမကြောင်ဖြစ်ကူပြီးခင်ရာဘုံမှကျဲမှုမှုကစစ်သားတွေကိုပို့ထိနာစေခဲ့ကြောင်ရှင်းတာထားပါတယ်ထိုင်းစစ်တပ်ကနေဆက်တွေလုံခြုံရေးမြင့်ပြီးအခြေအနေကိုအနီးကပ်စောင့်ကြည့်နေပါတယ်တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရသူတွေအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်82ဦးအလင်းဝင်ခဲ့ပြီးစကမ်းကုန်းပေါ်မှာတည်ဆောက်သူစစ်ကောင် စီတပ်ဖွဲ့ဝင်34ဦးရှိရလို့သိရပါတယ်။လက်နက်ချတာ80ကျော်ပေါ့လက်နက်ခဲယမ်းတွေအများကြီးရတယ်။အဲ့ဒီလက်နက်ချတဲ့သူတွေကတော့သူတို့ကိုပြန်ပေါင်းထုတ်လိုက်ပြီးထိုင်းဘက်ကိုပို့လာပြီးတော့မြားရီကိုလည်း ပြန်ပို့ဖို့ဒီဘက်ထားရင်လည်းနိုင်ငံတကာကြီးစုရှောင်ရှောက်တဲ့အဖွဲ့အစည်းကဘာမှလည်းမရှိတဲ့ခါကြတော့လည်းဟိုမှလည်းမထားတော့ဘူးပေါ့ဟိုမှထားထားရင်လည်းရှားကြော်ရှိနေပြီလို့ KNU သတင်းရင်းမြစ်ကပြောပါရယ်လက်နက်ချစစ်ကောင်စီတပ်သားများထိုင်းဘက်ရောက်ရှိပြီးထိုင်းကစစ်ကောင်စီများရီအခြေဆိုင်ခလာရ295ကိုပြန်ပို့တဲ့အခြေအနေပေါ်လည်း KNU ကတွက်ဆထားပြီးဖြစ်ကြောင်း KNU တမူရီရဲ့သဘောထားကိုလည်း၎င်းကရှင်းပြပါရယ် တကယ်လို့မင်းတို့မင်းတို့နေရာကိုပြန်မင်းတို့တက်တည်ရဲ့နေရာကိုပြန်မင်းတို့တကယ်လို့မကြည်နိုင်ရင်တခါထက်ချပေါ့မြောက်ရီမှာလည်းတခါပြန်ဆောင်ရမှာပေါ့နော်290မှာပေါ့တခါပြန်ဆောင်ရမှာပေါ့မင်းတို့မကြည်နိုင်ရင်လို့ KNU သတင်းမြစ်ကတပ်ဖွဲ့မှုတွေကလက်နက်ချသူတွေကိုပြောဆိုမှုကိုပြန်ပြောပါတယ် KNU ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတက်ကတပ်မဟာချောင်းနေမြေရှိစစ်ကောင်စီတပ်စခန်းတွေတိမ့်ပိုက်ထားတဲ့စစ်စင်ရေးကိုမေလာတတိယဘက်မှာအရှင်မြင့်လှုပ်ဆောင်ခင်ရမေလာ23ရက်နေ့မှာပလဲတူစခန်းမေလာ28ရက်နေ့မှာကနဲလီစခန်းမေလာ29ရက်နေ့မှာရွှေအေးမြိုင်စခန်းမေလာ30ရက်နေ့မှာဘင်းရောင် ောင်စကန်နဲ့မော်ခီစကန်တွေကိုတင်ပိုက်ခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။